မြမနိုင်ငံရေးအတွေးခေါ်အပိုင်း16အတိုက်ခံတွေစုပေါင်းထားတဲ့မပညတခေါ်ပြည်တော်စုမြမနိုင်ငံအမျိုးသားညီညွတ်ရေးတပ်ပေါင်းစုပေါ်ထွက်လာတဲ့အတွက်အစိုးရနဲ့ဆက်ဆံရေးပုံစံပြောင်းလဲလာပုံကိုမြမနိုင်ငံရေးအတွေးခေါ်အပိုင်း16မှာတင်ပြပါမယ်။နိုင်ငံရေးပါတီလူထုလူရန်စားအဖွဲ့လူမျိုးစုအဖွဲ့နဲ့တတိပုဂ္ဂလနိုင်ငံရေးသမားတွေပါဝင်တဲ့မပညတအဖွဲ့ကို1955ခုနှစ် နိုဝင်ဘာလ9ရက်နေ့မှာစတင်ဖွဲ့စည်းပါတယ်1956အေပီလ29ရက်နေ့မှာဒုတိယအကြိမ်အထွေထွေရွေးကောက်ပွဲကျင်းပပြီးမေလ3ရက်နေ့မှာပါလီမန်လွှတ်တော်အစည်းအဝေးကိုဒုတိယအကြိမ်စတင်ကျင်းပတော့အတိုက်ခံအမတ်ဥယျာဟာ54ရောက်ထိတိုးပေါ်လာပါတယ်ဒါပေမဲ့အမတ်ဥယျာ160ရှိတဲ့ဖာစာပလာဟာလွှတ်တော်ကို ကြီးစိုးနေသေးပါပဲမပါညတာဘက်ကတရားသူကြီးဟောင်းဦးအေးမောင် ကွန်ရွေးဝန်ကြီးဌာနအတွင်းဝန်ဟောင်းဆိုရှယ်နီဥပညင်းတတိပုဂ္ဂလကွန်မြူနတီဥသိမ်းဖေမြင့်စတဲ့ပုဂ္ဂိုလ်တွေပါဝင်လာတော့မှု ပို့ပြီးတော့အားကောင်းလာပါတယ်။လွတ်တော်ကိစ္စမှာယာယီဥက္ကဋ္ဌကကြည်ကျက်ရပါတယ်။ပပူနွေနွေရေကောက်ပွဲမှာရှင်ပြိုင်လာကြသူတွေဖြစ်လို့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတစ်ဖက်နဲ့တစ်ဖက် အပြင်းအလန်အပြင်းထန်ပြောဆိုတာမျိုးတွေနေပါလာပါတယ်။လွတ်တော်တက်နေတဲ့အမတ်မှာလူငင်းချက်နာခွင့်ရှိပေမဲ့ မပညာတာအဖွဲ့ဝင်ပတိန်အရှိပိုင်းမဲ့ဥအောင်မို့ကိုတဘုံနဲ့ဆက်သွယ်မှုနဲ့တော်တော်အစည်းအဝေးတက်နေတော့1956စက်တင်ဘာ3ရက်နေ့မှာယာစွန့်မှုနဲ့ဖန်ဆီးလိုက်ပါတယ်။လွန်ငင်းချန်နာကွင်းကိုတော်တော်ဥက္ကဋ္ဌကခုမပြုတဲ့အတွက် မပညာတာအမတ်တွေတော်တော်အစည်းအဝေးကထွက်ခွာပြီးကန့်ကွက်ဆန္ဒပြကြပါတယ်။ဒါပေမဲ့နောက်တနေ့မှာတော်တော်ဥက္ကဋ္ဌကိုမပညာတာကတောင်းပန်လိုက်ပါတယ်။ အရင်ကတော့လွတ်တော်ဩဂဒါကိုရိုသေလေးစားကြပြီမင်းဒီလိုတောင်းပန်တာမျိုးမလုပ်ခဲ့ဘူးပါဘူးအရင်ကလိုဒေါသတကြီးဝေဖန်တိုက်ခိုက်တာမျိုးတွေမလုပ်ကြတော့ပါဘူးတပီလုံးဒုက္ခရောက်နေတာသဘုံကြောင့်ဖြစ်ပေမဲ့အစိုးရမှလည်းတာဝန်ရှိရလို့ပြောဆိုတာမျိုးတွေရှိလာပါတယ်ပြည်သူလူထုဟာသဘုံရောအစိုးရကိုရောကြောက်နေရတာမို့ကျွဲနှကောင်ကြားကမြေစာပင်လိုဖြစ်နေရပုံကိုမပညာတအမတ်တအူးက ထောက်ပြသွားပါတယ်။အစိုးရလမ်းစဉ်ကို ထောက်ခံကြတာလည်းတွေ့ရပါတယ်။တရားဥပဒေစိုးမိုးရေးကိုဦးစားပေးတဲ့အစိုးရလမ်းစဉ်ကိုမပညတ်တာဘက်ကထောက်ခံကြပါတယ်။ဒါပေမဲ့အစိုးရရဲ့ပြည်တော်သားစီမံကိန်းမှာ ဝင်ကြီးနဲ့အတွင်းဝင်တွေပဲတာယာဝါပြောနေပြီးတပြည်လုံးကိုလိုနီခေတ်ထဲစိုးဝါနေတယ်လို့မပညတ်တာကဆိုပါတယ်။အစိုးရနဲ့အတိုက်ခံဆက်ဆံရေးကောင်းမွန်လာတဲ့ဆိုပေမဲ့မပညတ်တာကတင်သွင်းတဲ့အဆိုကို လွှတ်တော်ကအမြဲတမ်းပယ်ချပါတယ်။အနှမျိုးလက်နဲ့စမ်းသက်ဖောက်ခွဲမှု ပိတ်ပင်ရင်းနဲ့အနှမျိုးဆွမ်းရင်ငင်းညမ်းစွာအသုံးပြုရေးအစိုးတခုမှသာအတိုက်ခံဘက်ကတင်သွင်းတာကိုအစိုးရကထောက်ခံတာတွေ့ရပါတယ်။ပြစ်မှုကျူးလွန်တဲ့တရားခံကို၎င်းတိုင်းပြည်သူတရားခံလွှဲပြောင်းရေးဥပဒေကြမ်းကိုအစိုးရက ရှင်းပြရမှာအပေါက်အလန်းမတည့်ဖြစ်နေတဲ့အတွက်အတိုက်ခံဘက်ကဝင်ရောက်ရှင်းပြတာကိုကျေးဇူးတင်ကြောင်းအနာရပါတီဘက်ကပြောတာမျိုးတွေ ရှိလာပါတယ်။အခြေခံဥပဒေနဲ့ပါလီမန်ဒီမိုကရေစီကိုတည်ဆောက်ရှိတဲ့အတိုက်ခံပါတီရှိရမယ်ဆိုတဲ့အကြောင်း နားလည်စာပြုလာတာကိုလွှတ်တော်အမတ်တွေပြောတဲ့မင်းငွန်တွေမှာအများကြီးတွေ့ရတယ်လို့ဆရာမမောင်ကြီးကဆိုပါတယ်။ပါလီမန်ဒီမိုကရေစီကို အပြည့်အဝယုံကြည်လို့လွှတ်တော်အမတ်ဖြစ်လာရအကြောင်းကွန်မြူနတီအမတ်တွေကပြောတာကိုပြန်ကြားရေးဝန်ကြီးကပြန်လည်ချီးကျူးလိုက်ပါတယ်။ စစ်ပီးကမှာကြုံတွေ့ခဲ့တဲ့အစဉ်လာတွေကြောင့်ဖဆပါလာအဖွဲ့ဟာပါလီမန်လွှတ်တော်ကိုအမြဲတမ်းကြီးစိုးခြင်းပေမဲ့အတိုက်ခံအနေငယ်ရှိလာတဲ့အတွက်စိတ်သွားတိုင်းကိုမပါဖြစ်နေပါတယ်1956ရွေးကောက်ပွဲတုန်းကပြည်နဲ့မေမြို့လိုမြို့ကြီးတွေမှာအတိုက်ခံဘက်ကနိုင်ရသွားလာကိုကြည့်ရင်ဖဆပါလာအဖွဲ့ကိုယုံကြည်နေလာတာပြတ်တရားရောက်ပါတယ်ရွေးကောက်ပွဲမှာဆိုရဘက်ကမတရားလုပ်တာမျိုးကိုတိုက်ခံဘက်ကလည်း ေါ်ထုတ်ကြပါတယ်။ကပိုက်ဆောင်တက်ကပိုက်ဆောင်အမှုတန်းကပိုက်ဆောင်တန်လွင့်ဌာနကပိုက်ဆောင်တန်ကားတွေကိုအသုံးပြုပြီးရွေးကောက်ပွဲနိုင်အောင်လုပ်တယ်လို့မပညာတာဘက်ကဆိုပါတယ်။ပါလီမန်လွှတ်တော်အတွင်းမှာဖတ်စပလာဥယေကအများဆုံးဖြစ်တဲ့အတွက်လိုချင်သလိုလုပ်နိုင်တဲ့အနေအထားမှာရှိပေမဲ့လက်တဆုပ်သာသာရှိရဲ့တိုက်ခန်းကစောင့်ကြည့်ပြီးဝေဖန်သုံးသပ်နေတဲ့အတွက်ထင်လို့မလုပ်နိုင်တော့ပါဘူး။ဒါပေမဲ့လွှတ်တော်ကိုအပိုင်စီးဖို့ ဖဆပလကစ조사နေတော့မှာပဲဒီမိုကရေစီနိုင်ငံတွေမှာလွတ်တော်ကိုကြီးစိုးဖို့အနာရအစိုးရကယူရပေမဲ့တိုက်ခံပါတီကိုတော့ယူသေးလေးစားကြပါလေပြုတ်တိုက်ပြီးဝိုင်းပယ်ထားဖို့မ조사ကြပါဘူးအင်္ဂလိပ်ကဒိုင်ယာခီအုတ်ချူကြီးကျင့်သုံးပေးတာဟာဆန့်ကျင်ဘက်အုပ်စုတွေတူတကွနေနိုင်အောင်စီစဉ်ပေးတာပါပဲဒါပေမဲ့ဥစ္စာဝန်ကြီးချုပ်ဖြစ်လာတော့တိုက်ခံလို့သူကို ပြစ်ရှာပြီးထောင်ချဖြစ်ပါတော့တယ်။ဒါကြောင့်ဒီမိုကရေစီစနစ်မှာသစ္စာရှိတဲ့တိုက်ခိုက်ရှိတဲ့နယ်ဆိုတာကို1956နောက်ပိုင်းရောက်မှသဘောပေါက်လာကြတယ်လို့ဆရာမောင်ကြီးကသုံးသပ်ထားပါတယ်ခင်ဗျာ။